အားလုံးမင်္ဂလာပါကျွန်တော် everything awesome season လေးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဒေါက်တာဝီရံပါကျွန်တော်ဒီနေ့ပြောမယ့်ခေါင်းစဉ်ကခလေးတွေကိုငိုကွင်းပြုတ်လိုက်ပါကိုငင်းမောင်ဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်လေးတစ်ခုရွေးထားရပါတော့ကျွန်တော်ဒီခေါင်းစဉ်ကိုအပြောင်အပြက်အနေနဲ့ရွေးတာမဟုတ်ဘူးဒီနေ့အင်မတန်အရေးကြီးတဲ့ခေါင်းစဉ်ကိုပြောမှာမဟုတ်လို့ဒီခေါင်းစဉ်ကိုရွေးလိုက်ရခြင်းပဲဖြစ်တယ်ပေါ့နော်အင်မတန်ဆိုးရွားတဲ့အခြေအနေအသက်ဘေးနဲ့ကြုံခဲ့ရတဲ့အဖြစ်အပျက်ဒါတွေနဲ့ထိတ်တန့်ရင်ဆိုင်ရတဲ့ကအနေနဲ့များပဲခွာမယ်လူကြီးလူငယ်မရွေးစိတ်တန်ရရကိုရတတ်တယ်အထူးအဖြင့်ကလေးတွေပေါ့ ခုငလျင်တန်းခံရတဲ့သူတွေဆုံးရှုံးရတဲ့သူတွေထဲမှာကလေးတွေအများကြီးပါတယ်။သူတို့ကကလေးတွေပဲဘာဆုံးရှုံးစရာရှိလို့လဲဆိုပြီးတော့မမေးနဲ့။ကလေးတွေကပိုပြီးတော့ဆုံးရှုံးတယ်။ဘာကြောင့်လဲဆိုတော့သူတို့လေးတွေရဲ့ညီကိုမောင်နှမတွေမိမိဘဘိုးဘွားတွေသူတို့လေးတွေရဲ့တငယ်ချင်းတွေနောက်သူတို့နေတဲ့အိမ်မိမိဖေးဖေးဝယ်ပေးထားတဲ့အယုတ်ကလေးတွေစပိန်လေးတွေဒါလေးတွေဟာသူတို့ရဲ့ကဘာလူကြီးတွေကြတော့ရှင်းချက်တဲ့သူတွေမို့လို့ဖြေကောင်းဖြေနိုင်ပေမယ့်ကလေးတွေမှာအခုငလျင်လှုပ်လိုက်တာကြီးကသူတို့အတွက်ကဘာကြီးပြတ်သွားတာ ဒါကိုကျွန်တော်တို့ကနားလည်ပြီးဖို့လိုလိမ့်မယ်။နောက်ဆိုရင်ငလျင်လှုပ်တိုင်းလှုပ်တိုင်းဒီလိုစိတ်တန်ရတယ်ခဏခဏပြန်ပြန်ပြီးတော့ပေါ်လာတတ်တယ်ပေါ့နော်။အဲ့တော့သူတို့လေးတွေရဲ့စိတ်တွေဘယ်လောက်ထိထိခိုက်မလဲဆိုတာကိုကျွန်တော်တို့မှန်းဆမိလိမ့်မယ်လို့ထင်ပါတယ်။ဒါကိုသူတို့ဘလို့တုံ့ပြန်ကြမလဲ။တယောက်နဲ့တယောက်တော့တစ်ထေရတဲ့တူချင်းမှတူလိမ့်မယ်။ဒါပေမဲ့ခက်ဆင်စင်လေးတွေတုံ့ပြန်တကြရမယ်ပေါ့နော်။အဲ့တော့နံပါတ်1က emotional response စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုပေါ့အရင်လိုပျော်ရွှင်စရာမိသားစုလေးပြန်ရဖို့မဖြစ်နိုင်တော့ အတူတူကြိုးခုံထုံစီတို့ထွေခင်းကစားခဲ့တဲ့တငယ်ချင်းတွေကိုရမ်းချရတဲ့ဆရာတွေဆရာမတွေသူတို့တွေမရှိတော့အဲ့တော့သူတို့ရဲ့ကဘာကြီးဟာပျက်စီးသွားတယ်စိတ်ထဲမှာ shock ရသွားတယ်အရင်လိုကလေးကတက်တက်လက်လက်မဟုတ်တော့ဘူးငင်းငင်းငိုင်ငိုင်နဲ့တခါတလေမိမထူးခေါ်မပြောပြန်ပြောနားမထောင်ရေစရာနဲ့ဂျုံတဲ့အခါမှာလည်းဟဲ့ပက်ပက်မရေတော့တာမျိုးတွေတခါတခါအရင်ကစကားနားထောင်တဲ့ကလေးကပြန်ခံပြီးတော့ပြောတာအော်ဟစ်တာမျိုးတွေအဲ့ဒါမျိုးတွေပါလှုပ်လာတတ်တယ်အရင်ကနဲ့မတူတာကိုလူကြီးမိဘတွေကသတိထားမိလာလိမ့်မယ် နောက်နံပါတ်2ချက်က intense fear နဲ့ anxiety အိမ်မဆိုးတွေမှတ်တာဘာအကြောင်းမှမရှိဘဲနဲ့ရှာကြည့်တဲ့ငယ်ချော့မရအောင်ငိုတာမျိုးတွေတယောက်တည်းနေခဲ့ရမှာကြောက်တာမျိုးအတန်ခက်ကြဲကြဲကြားရင်ဒါမှမဟုတ်လို့ရှင်ခြေတံပြင်းပြင်းကြားရင်တောင်မှလက်လန့်သွားတာမျိုးတွေဖြစ်တတ်တယ်။ဒါ intense fear နဲ့ anxiety ရဲ့လက္ခဏာတွေစိတ်တူလွယ်တာစိတ်မရှိတာဒါတွေကစိုးရိမ်ပူပန်မှုတွေအကြောက်လွန်တဲ့ယောဂါတွေရဲ့လက္ခဏာတွေပေါ့နော်။နောက်နံပါတ်3ချက်က mutism လို့ခေါ်တယ် တချို့ကလေးတွေမှာစကားလုံးဝပြန်မပြောတော့ဘဲနဲ့တေမိဖြစ်သွားတယ်။သူတို့ကမပြောချင်တာမဟုတ်ဘူး။သူတို့ပြောလို့မရတော့တာ။အဲ့လိုအရန်ဆိုးတဲ့အချိန်တွေအတိတော့ဖြစ်သွားတယ်လေ။ shock ရသွားတာသိရမလား။တချို့တွေကကိုယ့်ကိုကိုယ်ဘာဖြစ်သွားမှန်း၊ဘယ်ရောက်နေမှန်း၊ဘယ်နေမှန်းတော့မှကောင်းကောင်းမမမမိရတာမျိုးတွေအဲ့လိုလေးမျိုးလည်းကြုံရတတ်တယ်။နောက်ကိုယ့်ကိုယ်ကိုအပြစ်တင်လာတယ်။ငါမကင်နိုင်လိုက်လို့ငါတင်ငယ်ချင်းတွေတေးရတာဆိုပြီးဘာဘာဘေးကြောင့်တင်ငယ်ချင်းတွေအသက်ဆုံးရှုံးခဲ့ရတာသူ့ကြောင့်မှဆိုပြီးကိုယ့်ကိုယ်ကိုအပြစ်တင်လာတတ်ကြတယ်။ နောက် social withdrawal အရင်တော့လို့မပြောတော့ဘူးအပေါင်းအသင်းတွေနဲ့တွေ့ရမယ့်အခါတငယ်ချင်းတွေမိသားစုနဲ့တွေ့ရမယ့်အခါနောက်ပျော်ပွဲရှင်ပွဲနေ့တိုင်းတကြံရောက်တိုင်းပျော်နေကြဣနေ့တိုင်းပျော်နေကြအဲ့လိုကလေးတွေဟာနောက်ဆိုလို့ချင်းအဲ့လိုပွဲတွေကိုရှောင်ဖယ်လာတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုပွဲတွေနဲ့သူကတိုက်ဆိုင်ပြီးတော့ဒီဖြစ်ရကြီးကဖြစ်သွားတာဆိုတော့သူကဒီလိုပွဲတွေကိုတမင်တသက်ကိုရှောင်ဖယ်လာရဲပေါ့နော်။တခါလေကြောက်လဲ anti social ဖြစ်လာတယ်။ဆက်ဆံရကွာကြလာရဲပေါ့။ဒါတွေကစိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေ။ ောက်တစ်ခုက behavioral response ဒါကတော့အပြုတ်မူပိုင်းဆိုင်ရာတုံ့ပြန်မှုတွေဘလို့တုံ့ပြန်မှုတွေတွေ့ရတသေးလဲ sleep disturbance လောလောနဲ့အိတ်မပြောတော့အိတ်ပြောလဲညညဆိုလို့ရှိရင်ထက်လန့်လန့်ပြီးတော့ခဏခဏနိုးလာတယ်တယောက်တစ်ခါနဲ့မှမေရမေရတို့တာမျိုးတွေနောက်အစားအသောက်တွေပြတ်လာတယ် avoidance လို့ခေါ်တယ်ငလျင်လှုပ်ဖူးတဲ့နေရာတွေနောက်ကိုပိတ်မိခဲ့တဲ့နေရာအထူးသဖြင့်ပေါ့နော်ငလျင်နဲ့ပတ်သက်တဲ့သတင်းတွေသင်ခန်းစာတွေအကြောင်းအရာတွေဒါတွေကိုတမင်သက်သက်အကြောင်းမျိုးမျိုးပြပြီးတော့ရှောင်ဖယ်လာတယ် တချို့ကြတော့ငလျင်နဲ့ပတ်သက်တဲ့ကယ်ဆယ်ရေးလောက်တာမျိုးတွေကိုခဏခဏ repeat လုပ်ပြီးတော့စော့နေရမျိုးတွေထူးထူးဆန်းဆန်းတွေ့ရမျိုးလည်းရှိရဲ။အမေတမေကြည့်လို့ရှင်တော့ဟောဒီကလေးကတော်တယ်ပေါ့ခန္ဓာရင်ရှိရဲတက်သည့်ရှိရဲဒီလိုဖြစ်ခဲ့တဲ့ဖြစ်ရကြီးကိုပြန်ပြန်ပြီးတော့သူကဟိုစော့နေရဲဆိုတော့အမေတမေကြည့်လိုက်လို့ရှင်တော့ဒီကလေးတော်တယ်ဆိုပြီးတော့ထင်ကြတယ်။တကယ်တော့သူ့စိတ်ထဲမှာအရန်ခံစားမှုတွေကပြင်းထန်ပြီးတော့မုန်းကြက်လာလို့ဒီဟာကိုပြန်ပုံဖော်ပြီးတော့ခဏခဏစော့တယ်လို့ဖြစ်နေရဲဆိုတာကိုကျွန်တော်တို့တွေကသိထားဖို့လိုတယ်။နောက် regression regression ဆိုတာကလေးတွေကပုံမှန်တိုင်းသူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာသွားနေတာဖွံ့ဖြိုးတိုးတက်နေလူချင်းဖြစ်ကိုသွားနေတော့ဘက်ဆုံပေါ့နော်ကျွန်တော်တို့ဒီခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေသွာလာမှုတွေအသိဉာဏ်တွေဓာတ်တွေအကုန်လုံးကတိုးတက်နေအဲ့ကလေးဖွံ့ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာရပ်တန့်သွားတဲ့အပြင်တချို့ကလေးမှာဆိုလို့ရှိရင်နောက်ကျောင်းပြန်လှည့်သွားတာမျိုးတွေပါရှိရအထူးသဖြင့်ပိုငယ်တဲ့ကလေးတွေမူချိုကလေးတွေမူလာနှံအရွယ်ကလေးတွေဒီလိုကလေးတွေမှာပိုပြီးတော့တွေ့ရတာများတယ်ဥပမာအရင်တော့ကကိုယ့်ဟာကိုယ် အင်းကြီးလဲပြီးတော့ဝတ်တက်တဲ့ကလေးဘလို့ဝတ်ရမလဲဆိုတာအခုမသိတော့ခြေသီးဘလို့တက်ရမလဲအင်းကြီးကိုလက်ဘလို့ထိုးရမလဲဆိုတာ तू မသိတော့ तू မသိကြအောင်ဟန်ဆောင်နေရမဟုတ်ဘူး तू လုံးဝကိုမလုပ်တတ်တာသူ့ရဲ့စိတ်ထဲမှာဒီဥစ္စာငငယ်ကလေးငငယ်ဟိုမွေးခါစားအရွယ်လောက်ကိုပြန်ရောက်သွားတယ်။နောက်အဲ့ရတဲ့မှာဟိုရှူးမပေါက်တော့တဲ့ကလေးကစီးမထိနိုင်တော့ဘဲနဲ့ခဏခဏသေးတွေရွှဲပြီးတော့နိုးလာတာမျိုးတွေငငယ်တော့ကလို့ကိုယ့်လက်မကိုပြန်ပြီးတော့စုပ်နေတာမျိုးတွေအဲ့ဒါမျိုးတွေပါလှုပ်လာတတ်ကြတယ်ဗောနော်။နောက် defiance ဖြစ်လာတယ် defiance ဖြစ်လာတယ်ဆိုတာဘေးပတ်ဝန်းကျင်နဲ့မတည့်တော့ခဏခဏရန်နေဖြစ်လာတယ်အเจ้าမှလည်းဟိုစီးကန်းတွေကိုနားမထောင်တော့ဘူးစီးကန်းတွေကိုမလိုက်နာတော့ဘူးအမိုက်တွေပစ်တာအင်စာတွေမလုတာတကယ်ချင်းအစ်စ်တွေနဲ့အဆင်မပြေရန်ဖြစ်တာမျိုးတွေခဏခဏဖြစ်လာတယ်ဒါတွေကကျွန်တော်တို့ behavior ရယ် response တွေအပြုမူပိုင်းဆိုင်ရာတုံ့ပြန်မှုတွေပေါ့နောက်နံပါတ်3 response က somatic or physical response ဒါကတော့ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုပေါ့နော်ရုပ်ပိုင်းဆိုင်ရာဘယ်လိုတုံ့ပြန်လဲဆိုတော့ အเจ้าမမေရရတစုံတရာရှာလို့မရဘိုက်အောင်နေခေါင်းကြိုက်တယ်မောတယ်စေကန်းသွားပြတော့လဲဘာဖြစ်မှန်းသတိချချာမပြောနိုင်အောင်ဆရာဝန်တွေကအဲ့တော့ဟိုရုတ်တရက်ကြည့်လိုက်လို့ရှိရင်ကလေးကဟန်ဆောင်နေရဆိုပြီးတော့လူကြီးတွေကတလွဲထင်တတ်ကြရပေါ့နော်အဲ့တော့ကလေးကဟန်ဆောင်ပန်ဆောင်နဲ့အเจ้าမသွားခြင်းလို့မြန်အင်စာမလုပ်ခြင်းလို့မြန်ဘိုက်အောင်နေလို့ခေါင်းကြိုက်တယ်လို့ပြောနေရလားမဟုတ်ဘူးသူတို့ရဲ့ကျွန်တော်တို့ဒီ psychology ရဆိုလို့ရှိရင်ဒီစိတ်ထဲမှာဖြစ်နေတဲ့အเจ้าရတယ်အရန်များလာတဲ့အခါမှာကလေးတွေမှာတုံ့ပြန်မှုက တခါကြာလို့ရှိရင်ဒီလို physical response ကြီးရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေ ਨੇ ဟိုပြန်ပြီးတော့တုံ့ပြန်တတ်တယ်ကျွန်တော်တို့ဒီဟိုစိတ်ကိုကျွန်တော်တို့စိတ်ကရုပ်ကိုချဲလဲတယ်ဆိုတာဖះဟောထားရည်လေရှိတယ်ဒါကြောင့်မို့လို့ဒီစိတ်ကြောင့်ရုပ်ဝေဒနာကြီးဖြစ်နေရပါဘောเนาะကျွန်တော်တို့လူကြီးတွေရောကလေးတွေဒီလိုဖြစ်နေတာကိုဘယ်လိုပြန်ပြီးတော့တုံ့ပြန်ကြလဲလူကြီးတွေတုံ့ပြန်မှုကဘယ်လိုလဲဒါအင်မတန်အရေးကြီးရယ်เนาะဘယ်လိုတုံ့ပြန်လဲဆိုတော့တခါလေကျွန်တော်တို့တွေကသူတို့ငိုနေရတယ်မကြည့်ရလို့ဖြစ်စေမခံစားနိုင်လို့ပဲဖြစ်စေပေါ့နော် မိုးနေတာမြင်တော့တနာပြီးတော့မငိုနဲ့တိတ်တိတ်တိတ်စတဲ့ပြင်ကျွန်တော်ချော့တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပတ်ဝန်းကျင်မှာငိုတာကိုစိတ်ပြော့တယ်လို့အားငယ်တယ်လို့ကြောက်တတ်တယ်လို့စတဲ့ပြင်အဲ့လိုခေါင်းစဉ်တက်တက်ကြတယ်။အဲ့တော့ငိုနေပြီဆိုလို့ရှိရင်မငိုစေချင်ကြအောင်မြန်မာကားကြီးကြည့်ပြီးတော့ခိုင်ချလို့ရှိရင်မျက်ရည်ချုပ်တီးထားရတာကိုတလွဲခုံယူနေတတ်ကြတယ်ကျွန်တော်တို့ကအဲ့တော့တကယ်တော့ငိုတယ်ဆိုတာကစိတ်တံရကိုကုသခြင်းတစ်မျိုးဖြစ်တယ်။ကလေးတောင်မွေးမွေးမွေးပြီးချင်းငိုပြီးတော့ထွက်လာဟုတ်တယ်မလားငိုတိုင်းပြောညံ့တာမဟုတ်ဘူး မိုးရဲဆိုတာကကလေးကသူ့စိတ်တန်ရောင်ကိုသူစပြီးတော့ကုတော့မှာစကုဖို့အတွက်လမ်းကြောင်းပေါ်သူ့ဟာသူခန္ဓာကိုယ်ကတင်ပေးလိုက်တာအဲ့ဒါကိုကျွန်တော်တို့ကအတင်းတွားပြီးတော့ဟိုမတားထားဖို့လိုရဲပေါ့နော်နောက်ကျွန်တော်တို့ကမငုံနဲ့မငုံနဲ့ဆိုပြီးတော့စေနာနဲ့ပြောလိုက်ပြင်မယ်ကလေးရဲ့မသိစိတ်တင်မှာဘာဖြစ်သွားလဲဆိုတော့ဘလို့ခံစားလိုက်ရလဲဆိုတော့ဩငါစိတ်ခံစားမှုကလူကြီးတွေအတွက်အရေးမကြီးဘူးငါစိတ်ခံစားမှုက သူတို့အတွက်အေးအေးမပါဘူးအရာမရောက်ဘူးဆိုပြီးတော့အတွေးဝင်သွားတယ်သူတို့သူတို့စိတ်ကိုကျွန်တော်တို့ကဖိနှိပ်လိုက်လို့ဖြစ်သွားတယ်ပေါ့နော်အစိုးဆုံးကသူတို့ရဲ့ဒဏ်ရာတွေကိုကျွန်တော်တို့ကုသခွင့်မရတော့သူတို့ကုသခွင့်မရတော့ကလေးကငိုတော့မယ်ငိုပြီးလို့ရှိရင်သူ့ရဲ့ကုသကုသဖို့လမ်းကြောင်းကိုရောက်သွားတယ်မှာငိုလို့ရှိရင်စိတ်ကတခါကျပေါ့သွားတယ်ဟုတ်တယ်မလားမငိုလိုက်ရတော့စိတ်ကလေးပြီးတော့ကြမ်းတယ်ဘာလို့မှမသိတော့အဲ့ဘလို့ပဲစိတ်ခံစားမှုတွေဝမ်းနေမှုတွေနောက်ဆိုလို့ရှိရင်ကလေးကဘလောက်ပဲကြုံကြုံကြုံလာကြုံလာကို့ကို လာပြီးတော့ရင်းဖွင့်မှာတိုင်ပင်မှာဆွေးနွေးမှာမဟုတ်တော့မိဘတယောက်အတွက်ကြည့်မယ်ဆိုရင်ဒါဟာအင်မတန်ကြီးမားတဲ့ဆုံးရှုံးမှုအဲ့တော့ကိုကစေနာနဲ့လောက်လိုက်ပြီမယ်ဝေဒနာဖြစ်သွားတတ်တယ်ပေါ့နော်ဒါလေးကြီးသိထားဖို့လိုတယ်အဲ့တော့ကျွန်တော်တို့မှန်မှန်ကန်ကန်ဘလို့ချင်းကပ်ကြမယ်ဒီလိုဟာကိုဘာလို့လဲဆိုတော့ဒီရာလေးကအင်မတန်ကိုတိမ်မှုတယ်ကျွန်တော်တခါမှမကြုံမှုတဲ့ကိစ္စတာမန်ကြုံနေကြသိရမလားဟိုမိသားစုရန်ဖြစ်ပြီးတော့ငိုနေရမျိုးတွေသိရမလားသူကြောင်းမှာဆရာမရိုက်လိုက်လို့ငိုငိုပြီးပြန်လာမယ်ဒါမျိုးတွေနဲ့လုံးဝမတူကျွန်တော်တို့ဒါကိုကျွန်တော်တို့ဘလို့ချင်းကပ်ကြမယ် ဲ့တော့ဒါလေးဆွေးနွေးကြည့်ကြတာပဲဘလို့ချင်းကမလဲဆိုတော့ပထမဆုံးကကိုကကိုကိုကိုတည်ရမှာကိုကိုတိုင်းကစိတ်ကျမ်းမာရေးအထုကိုဆရာမမဟုတ်ဘူးစိတ်ကျမ်းမာရေးဟိုလုပ်တဲ့ကောင်ဆလင်ကောင်ဆလာလုပ်တဲ့ဟို psychologist တို့ psychotherapist တို့အထုကိုတွေမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီလိုကိစ္စမျိုးတွေနဲ့တခါမှမကြုံဘူးတော့ကိုတာမန်ကြုံနေကြငိုတာမဟုတ်ဘူးစိတ်ဆင်းရဲမျိုးမဟုတ်ဘူးဆိုတာကိုအရင်ဆုံးကိုကိုကိုအတိအမှတ်ပြုဖို့လိုတယ်လူကြီးကအတချို့ကငိုတာငိုတာငိုတာပြီးသွားလိမ့်မယ်ကလေးကဘာတိလို့လဲပေါ့နော် လေးကလေးကလေးကလေးပဲဘာတိလို့လဲဆိုပြီးတော့ကလေးကိုလစ်လျူရှူမိတတ်ကြတယ်အဲ့လိုမဖြစ်စေဘူးကိုယ့်ကိုကျွန်တော်တို့ကဒါငါကြုံမှုတဲ့အရာမဟုတ်ဘူးဆိုတော့ပထမဆုံးနံပါတ်1အတိအမှတ်ပြုရမယ်ဒါအရေးကြီးဒါအရေးကြီးဆုံးပဲဟုတ်တယ်မလားဘာလို့လဲဆိုတော့ကလေးရဲ့စိတ်ကိုတိဖို့ကလေးကိုကျွန်တော်တို့ကဖေးမဖို့ကျွန်တော်တို့ခုခုကိုအရင်တိဖို့လိုတယ်ငါဘလောက်တိထားလဲဒီကိစ္စနဲ့ပတ်သက်ငါဘလောက်အတွေ့အကြုံရှိထားလဲအဲ့တော့ငါရှိထားတဲ့အတွေ့အကြုံကကလေးအတွက်အကောင်းဆုံးဖြစ်မလားဆိုတာကိုကျွန်တော်တို့ကခုခုကိုတိနေဖို့အင်မတန်အရေးကြီးတယ်နောက်နံပါတ်2 ဒုတိယအရေးကြီးဆုံးဒုတိယအရေးကြီးဆုံးဆိုပေမဲ့ तू ကအခုနအတိုင်းအခုနနံပါတ်1လို့ပဲ तू လဲထပ်တူထပ်များအရေးကြီးတဲ့အချက်ပဲနော်ကလေးရင်ဖွင့်တာကိုကျွန်တော်တို့ကစိတ်ရှိလက်ရှိအချိန်ပေးပြီးတော့နားထောင်ပေးရမယ်ဟုတ်ကလေးကနေတိုင်းဖြစ်ခြင်းဖြစ်မယ်နေတိုင်း तू သူ့ရဲ့စိတ်မုန်းကြတာနေတိုင်း तू ရင်ဖွင့်ခြင်းဖွင့်မယ်နေတိုင်းငိုခြင်းကိုမယ်အဲ့လိုငိုတာမျိုးကတခါလေလနဲ့ချီပြီးတော့ကြာတာမျိုးကြီးလည်းဖြစ်သွားနိုင်တယ်ဒါမဲ့စိတ်ရှိလက်ရှိနဲ့နားထောင်ပါနားထောင်ပြီး သူတို့ပြောနေတဲ့ဟာကိုကဘာမှပြန်ပြီးတော့ထင်မြင်ချက်တွေအကြံဉာဏ်တွေပေးစရာမလိုဘူးဂယုတစိုက်လေးပဲကျွန်တော်တို့နားထောင်ပြီးဒါကကုသနေတနည်းပဲ psychologist တွေကျွန်တော်တို့သိရမလားဟိုကောင်ဆလင်တွားလုပ်တယ်ဆိုလို့ရှိရင်ဘာလုပ်ပဲလို့ဘာလုပ်တယ်လို့ထင်လဲသူတို့နားထောင်တာပဲစာတိတိကျကျနားထောင်တယ်ဂယုတစိုက်နားထောင်တယ်နားထောင်ပြီးတော့သူတို့က professional advice တွေပေးတယ်ပေါ့နော်အဲကျွန်တော်တို့တာမန်လူတွေကြတော့ဒီလို professional advice မပေးတတ်ဘူးဆိုရင်မပေးနဲ့ပေးစရာမလိုဘူးဒါမဲ့စိတ်ရှိလက်ရှိလေးပဲထိုင်းပြီးတော့ခလေးပြောတာလေးကို ရင်းဖွင့်တာလေးကိုတိတိကျကျဂရုတစိုက်လေးနဲ့အချိန်ပေးပြီးတော့နားထောင်ဘာလို့လဲဆိုတော့သူတို့ဟာကိုယ့်ကိုဒီအချိန်မှာအရန်လိုအပ်တယ်အဲ့တော့နောက်နံပါတ်3ချက်ကကလေးငိုနေပြီငိုနေပြီဆိုလို့ရှိရင်ငိုပါစေ तू အားရတဲ့ငို तू အားရတဲ့အထိငိုပါစေဘေးကမှကျွန်တော်တို့ကမြစ်တာနဲ့ဂရုနာနဲ့တိချာစောင့်ကြည့်ပြီးတော့ဖေးမှပေးရဘလူဘလူကြီးပြောတင်တယ်ပေါ့နော်ပြောတင်တဲ့စကားလေးရဘာလေးလဲဆိုလို့ရှိရင်ဟောငါသားငါသမီးတောက်သမီးတို့တောက်သမီးတို့ဂျုံရတာကြီးอ่ะဖေဖေတို့ဘဝမှာတစ်ခါမှမဂျုံဘူး ဒီကြုံရတာကြီးကအင်မတန်ကိုစိတ်ထိခိုက်ဖို့ကောင်းတယ်။အဖေမေတို့လည်းတားတို့သမီးတို့ရှေ့မှာသားမကုန်တာခွေရမှာတောတော့ပြီးတော့ငိုမိတယ်သိရမလား။အဲ့တော့တားတို့သမီးတို့ငိုချင်ငိုချလိုက်အဖေတို့ရှိတယ်အမေတို့ရှိတယ်။ငိုအားရပါရငိုဘာမှမဖြစ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ကြီးမားတဲ့စိတ်ဝေဒနာကြီးခံစားလာရလို့ရှိရင်ဒီလိုတုံ့ပြန်မှုကလာတတ်တယ်ဆိုတာပုံမှန်ပဲဆိုတာကိုကလေးတွေကသိအောင်ကျွန်တော်တို့ကပြောရမယ်။နောက်တားသမီးစိတ်ညစ်တိုင်းအဖေရှိတယ်အမေရှိတယ် နောက်တစ်ခုခုစိတ်ညစ်လာပြီးစိတ်စိတ်ထဲမှာအလိုမချဖြစ်တာ စိတ်ညစ်တာစိတ်တူတာရင်ဖွင့်ကျင်တာငိုကျင်တာမျိုးတွေရှိပြီဆိုလို့ရှင်အဖေတို့မိတို့လာပြီးတော့တိုင်မယ်လာပြီးတော့ရင်ဖွင့်စသဖြင့်တို့ကိုကျွန်တော်တို့ကလမ်းကြောင်းပေးရဒါမှသာတို့ဝေနာကိုကိုကအတိမတ်ပြရရောက်တယ်တို့ကလည်းကိုကိုအရေးကြီးလို့ရှင်ကျွန်တော်တို့လာပြီးတော့အကူအညီတောင်းလိုက်မယ်သိရမလားဒါအင်မတန်အရေးကြီးရယ်မပြောတင်တာပါလေမပြောတင်တာဟာနင်အခုမတရားကန်ကောင်းနေကန်တော်တော်ကောင်းလို့နင် ဟိုမတည်ရမတည်တာပေါ့နော်အပိုတွေလောက်ပြီးတော့ငိုမနေနဲ့ဒါအလကားပဲလှုပ်ချင်ရှိရလှုပ်စာလှုပ်ဘာညာအဲ့လိုမျိုးပြောတတ်တယ်ဒီခါကြလို့ရှိရင်သိရအရန်ကိုအန်းဟိုဘယ်လိုပြောရမလဲဟိုဟိုအရန်ကိုပြောင်းလဲချက်ကြီးမာတဲ့လူမိဘတွေဟိုအမျိုးတွေဆိုလို့ရှိရင်ဟိုကလေးတွေအဲ့လိုမျိုးပြောတတ်တယ်ပေါ့နော်နောက်တခြားလည်းပြောကြတယ်မယ်ယောက်ျားပဲတားရမငိုစမ်းနဲ့ငိုရဲဆိုတာပြောင်းညံ့တဲ့လူတွေရဲ့လှုပ်ငါသားယောက်ျားငိုစမ်းမလို့နော်အဲ့လိုမျိုးလည်းပြောတတ်တယ်နောက်သမီး ငိုတယ်ဆိုတာကြောက်တတ်တဲ့လူတွေငိုတာအဲ့တော့အဲ့ကြောက်စိတ်ကြီးကိုဖယ်လိုက်ဒါဆိုလို့ရှိရင်ကောင်းသွားလိမ့်မယ်မငိုနဲ့ဒီနေ့မငိုနောက်နေ့မငိုနောက်နေ့မငိုဒါဆိုရင်ဖြည်းဖြည်းနဲ့မငိုတော့ဘူးဆိုလို့ရှိရင်ကြာလာလို့ရှိရင်ကြောက်စိတ်ကြီးဟာပြတ်သွားလိမ့်မယ်ကိုကတော့စေနာနဲ့ပြောလိုက်တာဒါပေမဲ့ခါရလို့ရှိရင် counter productive ဖြစ်သွားတယ်ဘာလဲဆိုတော့ကိုစေနာကသူ့ရဲ့စိတ်ကိုသူ့ရဲ့ခံစားမှုကိုချိုးနိုင်လိုက်ရာရောက်သွားတယ်အဲ့တော့ဒါနဲ့အင်မတန်အရေးကြီးရယ်နော်ဒီလိုစကားလေးမပြောတင်လို့ဆိုတော့ကျွန်တော်သိဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့ကလေးတွေရဲ့အပြုအမူတွေပေါင်းတင်ဆက်ဆံရေးတွေ ကျောင်းမှာပညာရေးအဆင့်တွေနောက်ဒီဒီဘယ်လိုပြောရမလဲပေါင်းသင်းဆက်ဆံရေးတွေပညာရေးအဆင့်တွေနောက်ကလေးတွေရဲ့ social ပေါ့နော်ဒါတွေကျွန်တော်တို့ဟာလိုက်ပြီးတော့ကြည့်နေဖို့လိုတယ်ဒါတွေကိုကျွန်တော်တို့ကတတိထားပြီးတော့စောင့်ကြည့်ရမယ်အခုထူးခြားတာမျိုးတွေဥပမာကလေးအပြုမှုဟိုပြောင်းလဲသွားတာအနေထိုင်အပြုမှုအစားအသောက်ဒါတွေပြောင်းလဲသွားတာဒါမှမဟုတ်လို့ရှင်ကျောင်းမှာအဆင့်တွေကျသွားတာရုပ်တရကြီးကြည့်မလားကျောင်းမှာဆရာမတွေက report ခဏခဏလုပ်တဲ့အဲ့လိုမျိုးဟာမျိုးကြီးကြုံရပြီဆိုလို့ရှင်ကျွန်တော်ချက်ချင်းတက်ကြွနေဆရာဝန်အနေနဲ့ ကုသတာအကောင်းဆုံးပဲဆရာဝန်တွေနောက် psychologist တွေ psychotherapist တွေဒီစိတ်ပိုင်းဆိုင်ရာကျွန်တော်တို့ဒီ counseling လုပ်တဲ့အထူးကူတွေရှိတယ်ပေါ့နော်သူတို့တွေ ਨੇ တိုင်ပင်ပြတာပြီးတော့အကြံဉာဏ်တောင်းတင်တယ်ကျွန်တော်ဆိုလို့ရှိရင်တော့ကျွန်တော်ကလေးဒီထဲမှာပါသွားရင်ဘာလို့ဘာလို့မလဲဆိုလို့ရှိရင်အခုကကျွန်တော်ကလေးတွေစိတ်ဘလိုအခြေအနေရှိလဲဆိုတော့ကိုယ့်ကိုယ်ကိုဟိုစောင့်ကြည့်နေမယ်အကောင်းဆုံးက ကလေးမှာဒီလိုမျိုးစိတ်ဝေဒနာလက္ခဏာမပြသေးဘူးဆိုရင်တော့မှကျွန်တော်တို့ကဒီလိုဖြစ်ဖြစ်ချင်းအခုဖြစ်ဖြစ်ချင်းဖြစ်ပြီးပြီးတလားချင်းကိုတလားအတွင်ကိုကျွန်တော်တို့ကသွားပြီးတော့တက်ကြွနဲ့ဆရာနဲ့သွားပြီးတော့သူတို့ရဲ့စိတ်အခြေအနေလေးကိုစစ်ဆေးစစ်ဆေးစစ်ဆေးစေချင်တယ်သိရမလားဒါမှသာကျွန်တော်တို့က prevention is better than cure ကာကွယ်ခြင်းကကုသခြင်းတက်ပို့ပြီးတော့ထိရောက်တယ်သိရမလားဒါကြောင့်မို့လို့ကျွန်တော်တို့ဒါလေးကိုဦးစားပေးပြီးတော့အကြီးကြီးမားမားဝေနိုင်မလာခင်မှာစောကြီးကလေးကဟိုရှေ့မှာတားထားတာအင်မတန်ကောင်းတဲ့အစီအစဉ်ပဲဖြစ်တယ်ပေါ့နော် တော့လူကြီးအနေနဲ့ကိုသားသမီးကိုရေးရှိမှာစိတ်ဝေဒနာဒုက္ခမခံစားစေချင်ဘူးဆိုလို့ရှိရင်အခုတည်းကနေတလားလောက်အတွင်းကိုစပြီးတော့ကျွန်တော်တို့ဒီဆွေးနွေးတိုင်ပင်ဟိုကြည့်ဖို့ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုဘာလို့လဲဆိုတော့ကျွန်တော်တို့ဘလောက်ပဲကိုချင်းစာပေးနိုင်တယ်ပဲပြောပြောတကယ်တကယ်ဘလို့တကယ်မြေကြီးအောင်ဒီလိုမှောင်တိုက်မှောင်မဲနေတဲ့တိုက်ပိတ်ကြီးထဲမှာကုရခဲ့ရမယ်ကျွန်တော်စိတ်ထဲမှာမုံမုံချက်ချက်နဲ့အပိတ်ခံရဘူးမှနောက်ဘေးနားမှာနိုင်ပေါင်းများစွာနော်ကိုချစ်ရတဲ့သူတွေ တို့တွေရဲ့ဓာတ်ပေါ်ဒီတွေနဲ့ကျွန်တော်တို့အထူးထူးရှိနေဘူးမှဒီကလေးတွေဒီလူတွေရဲ့ခံစားမှုကိုကျွန်တော်တို့ကတည်နာလည်မှာ ဖြစ်တဲ့အတွက်ကြောင့်မလို့အခုကလေးကမပေါ်ဘဲနဲ့ဒီ prevention is better than cure ဆိုတဲ့အတိုင်းကာကွယ်ဖို့ကျွန်တော်တို့အရင်စပြီးတော့ခြေလှမ်းဆက်လိုက်တာအကောင်းဆုံးပဲဖြစ်မယ်ဆိုတာကိုကျွန်တော်အကြံပေးပါစေအဲ့တော့အားလုံးကိုယ်စိတ်နှပြစမ်းမချမ်းသာကြပါစေအဲ့တော့ငလျင်တန်ခံရတဲ့လူတွေဟိုအကုန်လုံးလည်း ဒီငလျင်ဘေးဒုက္ခနေအများဆုံးကင်းဝေးပါစေပေါ့နော်ကျွန်တော်အိမ်နေလည်းမြန်မြန်ပြန်ပြီးတော့ဟိုစောင့်နိုင်ပါစေကိုယ့်အိမ်ကိုယ့်ရမှာပြန်ပြီးတော့ကောင်းကောင်းမွန်မွန်နဲ့ပြန်ပြီးတော့နေနိုင်ပါစေဆိုပြီးကျွန်တော်ဒီကနေ့ဆုတောင်းပေးပါတယ်အားလုံးကိုစိတ်နှပြန်ကျန်းမာချမ်းသာကြပါစေ I'll see you next time